မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်အသက်အရွယ်ကြီးရင်နဲ့ NND ခေါင်းဆောင်တွေထောင်ထဲမှာဆက်လက်ဒုက္ခခံစားနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကအသက်အကြီးဆုံးအမျိုးသမီးနိုင်ငံရေးအကျဉ်းသူနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်စွန်လာ19ရက်နေ့မှာအသက်80နှစ်ပြည့်တဲ့စစ်ကောင်စီရဲ့ထောင်တွေထဲမှာတခြားအသက်အရွယ်ကြီးရင်နဲ့နိုင်ငံရေးအကျဉ်းသားအများပြားရှိပြီး2021ခုနှစ်ဆေးအာဏာသိမ်းမှုနောက်ပိုင်းဖိနှိပ်မှုကိုပြက်ပြက်သားသားတတိပေးနေတာဖြစ်တဲ့နိုင်ငံတော်ညီဝတ်ပြည်ပြမှုတိစောက်ရေးဖွဲ့ ဝတာကအသက်89နှစ်မှာပြန်လွတ်ပြီးတဲ့ဒေါ်ဂျီဂျီကိုကြော်တက်ပြီးအသက်80အထိတောအောင်ဆန်းစုကြည်ဟာနိုင်ငံရေးအကျဉ်းသူဖြစ်တဲ့ဒေါ်ဂျီဂျီဟာဗမာပြည်ကွန်မြူနစ်ပါတီပါကဖာဥက္ကဋ္ဌသခင်စင်ရဲ့ဇနီးဖြစ်တဲ့ ဥရောပသမဂ္ဂအမေရိကန်ပြည်ထောင်စုဂျီတင်ဆွီဒင်အီတလီဖင်လန်ပြင်သစ်နဲ့ဂျာမနီနိုင်ငံတွေကအစွန်လ16ရက်နေ့မှာမွေးနေ့ဆုတောင်းတွေထုတ်ပြန်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေတင်တာ profile ပုံပြောင်းတာတွေလုပ်ကြတဲ့မတရားဖန်ဆီးထားသူအလုံးကိုလွတ်ပေးဖို့ဂျီတင်နဲ့အမေရိကန်ပြည်ထောင်စုကထပ်မံတောင်းဆိုတယ်။2021ခုနှစ်ဆင်အာနာသိမှုနောက်မှာမြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ဖွဲ့ဝင်အများအပြားဖန်ဆီးခံရတဲ့အသက်84နှစ်အရွယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးဝင်းထိန်အသက်83နှစ်အရွယ်တမရဦးဝင်းမြင့်နဲ့အသက်80 ယ်ရွယ်ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်တို့ထောင်ထဲမှာဆက်လက်ရှိနေတယ်။အများစုကစမ်းမရင်မကောင်းကြဘူးလွန်ခဲ့တဲ့အောက်တိုဘာလကမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်ကထောင်ထဲမှာလုံလောက်တဲ့စမ်းမရင်စောင့်ရှောက်မှုမရပဲအသက်83နှစ်မှာသွေးကန်ဆာနဲ့ကွယ်လွန်နေဆရာနာသိမှုအတွင်သူ့ကိုဖမ်းဆီးတော့သူဟာသွေးကန်ဆာခံစားနေရတယ်။မန္တလေးဦးဘုံထောင်ထဲမှာသူ့အခြေအနေရှိုးရွှင်းလာတော့သူ့ကိုမန္တလေးအထွေထွေရှောကာကိုစေးရုံကိုတင်နေသူမကွယ်လွန်မီနိုင်ပိုင်းတတိလနေ့ချိန်မှာစစ်ကောင်စီရရှိတွေကသူ့ကိုထောင်ခလွတ်ပြီးရဲ့အဲ့ဒီလိုလွတ်ပြီး ာကမယိုသားဘူးလို့မြမပြည်သူတွေနဲ့ဥရောပသမဂ္ဂကရှုံချတယ်။ဆီယာနာသိမှုအတွင်အဖမ်းခံရတဲ့ NLD စွမ်းရင်ဝင်စီဦးဝင်းခိုင်က2024ခုနှစ်နိုဝင်ဘာလမှာမန္တလေးအထွေထွေရောငါကူစေးရုံမှာနှလုံးရောဂါနဲ့ကွယ်လွန်နေ။ကျန်းမာရေးကြောင့်ထောင်ကလွတ်ပေးပြီးစနစ်ရကြအသက်83နှစ်မှာသူကွယ်လွန်တာဖြစ်တယ်။တခြား NLD ဝါရင်ခေါင်းဆောင်ဦးညံဝင်းဟာ2022ခုနှစ်အင်းစိန်ထောင်မှာကိုဗစ် COVID-19 ကူးစက်ခံရပြီးရန်ကုန်အထွေထွေရောဂါကူးစက်ရုံးကြီးကိုလွှဲပြောင်းပြီးခံရကမကြာမီကွယ်လွန်သောအသက်89နှစ်ရှိပြီဖြစ်တဲ့ အသက်80နှစ်ရှိပြီဖြစ်တဲ့အဝင်းထိုင်ကလွန်ခဲ့တဲ့၄နှစ်လုံးအိုးဘိုထောင်မှနေရတဲ့စင်အာနာမသိငင်ကသူဟာဘိန်းတက်ကလထိုင်အသုံးပြုရပြီးသူ့ဤတို့နှလုံးနဲ့လေပင်အကျင့်ယောဂခံစားနေရတယ်။သူ့ကိုအောက်ဆီဂျင်ပေးဖို့လဲလိုတဲ့စကောက်စီကသူ့ကိုထောင်နဲ့၂၀ချထားတယ်။တောင်ဆန်းစုကြည်ကိုထောက်ခံသူတွေကသွားကြိုက်တာသွေးပေါင်ကြတာမူဝေတာတွေအပါအဝင်တောင်ဆန်းစုကြည်ကျမ်းမာရေးကိုစိုးရိမ်နေစကောက်စီကသူ့ကိုထောင်၂၈နှစ်ချထားတယ်။ကရင်ပြည်နယ်ကကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်ကဖမ်းထောင်မှထောင်၄၀ကျတယ်။သူ့ကိုအစောပိုင်းကထောင် 80ချပြီးမှ2022ခုနှစ်မှာတဝက်လျှော့ပြီးခဲ့တာဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ဇွန်လမှာအသက်83နှစ်အရွယ်ဦးဝင်းမြင့်ကစီးပိုက်ထဲပေါ်လို့တဲ့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးတင် AAPP ရဲ့အဆိုအရစစ်ကောင်စီကအာဏာသိမ်းပြီးနောက် လူ2995ကိုဖမ်းဆီးခဲ့ပြီး2000ကျော်ဟာထောင်ထဲမှာဆက်ရှိနေတယ်လို့ဆိုရယ်သူတို့တွေကတန်တိုင်နောက်ကိုဘယ်တော့မှမရောက်သင့်တဲ့နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့သူတို့ကိုမတရားဖမ်းပြီးစနစ်တကျစေဝါကုသခွင့်မပေးဘူးဒါဟာအမုန်းနဲ့တဖြည်းဖြည်းထွက်ချက်ညှဉ်းပန်းနှိပ်စက်တာဖြစ်တယ် ABB အဖွဲ့ဝင်ကိုဗိုလ်ကြီးကသတင်းဌာနကို ပြောတာပေါ့စစ်ကောင်စီကောင်းဆောင်မရောက်နိုင်က NND နဲ့ LND ကောင်းဆောင်တွေကိုဆက်လက်ဝေဖန်ရှုံချနေပြီးလွတ်ပြီးရကြီးညာမဲ့သဘောမရှိပါဘူး ဆက်လက်ပြီးနောင်ချုံမြို့နယ်ကရွာ9ရွာမှာတိုက်ပွဲဖြစ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ကရွာ9ရွာမှာတိုက်ပွဲဖြစ်နေတယ်လို့တောင်းတက်မတော် TNL ကဒီကနေ့ဇွန်လ22ရက်မှာထုတ်ပြန်ပါတယ်။နောင်ချုံမြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းသုံးခုစလုံးနဲ့တော်လိုင်းတပ်တွေကကျင်းရွာ9ရွာမှာတိုက်ပွဲဖြစ်နေတာပါ။နောင်ချုံမြို့တောင်ဘက်တောင်ခန်းဒေသကနေစစ်ကြောင်းထိုးလာတဲ့တောင်ခန်းကန်ကြီးလမ်းပိုင်းကစစ်ကောင်စီတပ်နဲ့လက်ပံကုန်းတရက်ကုန်းနဲ့လုံဝဲကြီးရွာတို့မှာတိုက်ပွဲဖြစ်ပွားနေပြီးတောင်ခန်းကနေလာတဲ့ကန်ကြီးရွာရှိဘက်ကတောင်ခန်းမဲပုံ နောက်ကျိုးလမ်းပိုင်းကစစ်တပ်နဲ့ညံတော်နဲ့ရွှေသွန်းကြီးရွာတွေမှာတိုက်ပွဲတွေဖြစ်နေရလို့ DNL ကထုတ်ပြန်ပါတယ်။ ဒါအပြင်ပြည်ဦးလူဝက်ဝန်ပန်ပွေးနောင်ချိုလမ်းပိုင်းကလာတဲ့စစ်ကြောင်းနဲ့အုံမတိနဲ့ဆမ်ဆဲကြီးရွာတွေမှာတိုက်ပွဲဖြစ်နေရလို့ဆိုပါရယ်အဲ့ဒီတိုက်ပွဲတွေအတွင်းကိုစစ်ကောင်စီတပ်ကလက်နက်ကြီး144လုံးနဲ့ drone နဲ့ပုံ30လုံးချင်းချတိုက်ခိုက်နေတာလို့အတည်ပြုထားပါရယ်စွန်လ20ရက်မနက်ကကံကြီးရွာရဲ့အရှိတ်ကစစ်ကောင်စီတပ်စစ်ကြောင်းနဲ့ပိနေကုန်းနဲ့ညံတော်ကြီးရွာကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး70လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ပါရယ်မနက်ရှင်နိုင်ခွဲအချိန်မှာလည်းတင်ရကုန်းကြီးရွာနဲ့ကံကြီးကြီးရွာမှာတိုက်ပွဲဖြစ်ပွားပြီးအဲ့ဒီတိုက်ပွဲအတွင်းက ိုလက်နက်ကြီးအလုံး၃၀ဒရုန်းနဲ့ပုံစံတစ်လုံးချင်းချတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်လက်ပံကုန်ကျင်းရွာနဲ့လုံဝဲကျင်းရွာတိုက်ပွဲအတွင်းကိုလည်းစစ်ကောင်စီကလက်နက်ကြီး56လုံးနဲ့ဒရုန်းနဲ့ပုံ6လုံးချင်းချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ရွှေသွန်းကျင်းရွာတိုက်ပွဲကိုလည်းစစ်ကောင်စီတပ်ကလက်နက်ကြီး53လုံးနဲ့ဒရုန်းနဲ့ပုံ15လုံးချင်းချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ပြည်ဦးလွင်ဝန်ဝန်လန်ပိုင်းကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ဆမ်ဆဲကျင်းရွာနဲ့အုံမတိကျင်းရွာမှာတိုက်ပွဲဆက်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာနောင်ချိုထိုးစစ်အတွက်အင်အားများပြားပို့ဆောင်နေတဲ့လို့ ပြင်ဦးလွင်မြို့ကန်အချို့ကပြောပါရယ်ဒီကနေ့စွန်လ22ရက်မှာလည်းပြင်ဦးလွင်မြို့ကနေစစ်ကားတွေအများပြားနောင်ချိုဘက်သွားတယ်လို့ပြောပါရယ်မြို့ပတ်လည်းမှာလက်နက်ကြီးတန်းတွေကြားနေရတာတနေ့ကုန်ပဲတိုက်ပွဲကပိုကျန်းလာတယ်လို့နောင်ချိုမြို့ကန်တုံးကဆိုပါရယ်နောင်ချိုမြို့နယ်မှာနေရာအနှံ့တိုက်ပွဲဖြစ်နေပြီးစစ်မျက်နှာပြင်ကျင်းပြနေတယ်လို့တနုပြည်သူလူမျိုးရေးတပ်တော် DPL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်ညီနောင်မဟာမိတ်သုံးဖွဲ့ကငလင်တန်းတဲ့ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုထိုးစစ်ဆင်မှာမဟုတ်ပဲ တစ်ဖက်သက်အပြင်းရကာလကိုဇွန်လကုန်ထိထပ်တိုးထားနေစဉ်မှာစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာတွေကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေရလို့ TNL ကထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့လာရှုမြုံအမြောက်ကားတွေအပါဝင်စစ်ကောင်စီအင်အားထပ်ဖြည့်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဇွန်လ20ရက်စစ်ကောင်စီထိန်းချုပ်ထားတဲ့လာရှုမြုံတွေကိုလက်နက်နဲ့အင်အားတွေထပ်မံဖြည့်တင်းနေပြီးအဲ့ဒီထဲမှာအမြောက်ကားတွေလည်းပါဝင်တယ်လို့မျက်မြင်တွေ့ရှိသူတွေကသတင်းဌာနကိုပြောပါရယ်။အဲ့ဒီဖြည့်ဆည်းထားတဲ့အင်အားတွေကိုမနေ့ကညနေ6နာရီဝန်းကျင်မှာတန်ရန်လမ်းဘက်ကနေလာရှုမြုံတွေဝင်ရောက်လာပြီးအရှိမြောက်တိုင်းစစ်ဌာနချုပ်တဲ့ဝင်ရောက်သွားတာလို့ဆိုပါရယ်။စစ်ကားကတော့အစီး30ပါတဲ့အင်အားပြည့်ပဲကျန်တာကသူတို့တွဲကားတွေနဲ့မိုးကအုပ်ထားတဲ့စစ်ကားတွေပါတယ်။အဲ့ဒါတန်ချက်က ကာလာတင့်ကာလာတော့မသိဘူးငါးစီးပါလာတယ်လို့ဆိုပါတယ်စစ်ကောင်စီကလာရှုံမြူတဲ့ကိုနေစင်လို့လို့ပုံစံမျိုးစုံနဲ့ဝင်ရောက်နေပြီးသူတို့ရဲ့အုပ်ချုပ်ရေးရန်တရားတွေလည်းလက်ပတ်ဖို့လှုံ့ဆော်နေပါတယ်လက်ရှိအနီးတဝိုက်ကိုကိုကန်တန် MNDE ကထိန်းချုပ်ထားဆဲဖြစ်ပြီးသိန်းညီမျိုးကိုလည်းစစ်ကောင်စီလက်ထဲပြန်အပ်မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒါအပြင်စစ်ကောင်စီနဲ့တောင်းတ TNL တို့ရှမ်းမြောက်ထဲကလက်ကျန်မျိုးတွေဖြစ်တဲ့နောက်ချုံမျိုးမှာတိုက်ပွဲပြင်းထန်နေတာကြောင့်တီဘောကြောင့်ပဲထပ်မံထိုးစစ်ဆင်လာနိုင်တယ်လို့စီးရေးတုံ့တက်သူတွေကဆိုပါတယ်တရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်မှုနဲ့စစ်ကောင်စီနဲ့ MN တင်ရေးကြအပြည့်ရဖို့သဘောတူခဲ့ပြီးရနောက်ကိုကန့်တက်ကလာရှုမြုကနေပြီးခဲ့တဲ့ AP 21ရက်ထွက်ခွာခဲ့ရပြီးစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားဝင်ရောက်လက်ပတ်နေပါတယ်။ဆလတ်ပြီးတတ်တမ်းမပြည့်မီယာရုမနှုတ်ထွက်မှာမဟုတ်လို့ပြည်ထောင်တန်းကြီးညာတဲ့ကြောင့်တင်ဆက်ပေးပါမယ်။နိုင်ငံရဲ့2026ခုနှစ်တနစ်တာဘတ်ဂျက်ကြီးညာမှုအပြီးဝင်ကြီးယာရုမနှုတ်ထွက်ခါလွတ်တော်မှလည်းထွက်ခွာမယ်လို့သတင်းများကြေကြေပြန့်ပြန့်ထွက်ပေါ်နေမှုကိုထိုင်းဝင်ကြီးချုပ်ဖေတောင်တန်းအစား ဖွေထိုင်းပါတီအထွေထွေအတွင်ရင်မူဆိုရာဝောင်ကဇွန်လ22ရက်မှာအသိပေးထုတ်ပြန်သွားပါတယ်။ထပ်ပေါ်နေတဲ့သတင်းတွေကကောလာဟာလာတွေဖြစ်ပြီးဝန်ကြီးချုပ်ကတာဝန်သက်တမ်းကုံဆိုးတဲ့အထိထိုင်းနိုင်ငံမှာကြုံတွေ့နေရတဲ့ခက်ခဲတွေကိုအကောင်းဆုံးဖြေရှင်းပေးနိုင်မှာသာဖြစ်ကြောင်းဆိုရာဝောင်ကပြောပါတယ်။လက်ရှိစိန်ခေါ်မှုမှာကမ်ဘောဒီးယားနဲ့တင်းမာနေတဲ့နေဆက်ပိုင်းနဲ့ပြဿနာအမေရိကန်မှပို့ကုန်အခွန်စည်းကြပ်မှုမြင့်တင်ခြင်းမူးယစ်မှောက်ကုန်များနှိမ့်နှင်းမှုစိုက်ဘာရာဇဝတ်မှုများနှိမ့်နှင်းခြင်းဘတ်20ရက်ရှတာဖယ်ရီအစီအစဉ်ဘတ်30ရက်နဲ့ဂျမိုင်းဆောင် ရှောက်မှုပေးခြင်းပြည်ပခီးသွားများပြန်လည်စီကားပြီးနိုင်ငံဝင်ငွေတိုးလာစေဖို့လူလုတဲ့ရဲဝံများဖော်ဆောင်ရင်းမိသားစုကျွေးမိများဖြည့်လျှော့ပေးစတဲ့လုပ်ငန်းတွေနဲ့ပြည်သူများနေထိုင်စားတောက်စေလျှော့ချမယ်ဆိုတဲ့ဥတီချက်တွေထင်သာမြင်သာစွာရှားလက်ကောင်ထွက်စေဖို့ဝင်ကြီးချုပ်ကကြိုးစားပေးသွားမှာလားဖြစ်တယ်လို့ဆိုရာဝောင်က ရှင်းလင်းထုတ်ပြန်သွားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။